ဒုက္ခဒုက္ခလူလောကမှာအဆင်ပြေတဲ့အခါမှာချမ်းသာလို့အဆင်ပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြံတဲတွေတွေ့အဲ့လိုတွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ဓာတ်မကျဘူးစိတ်တရားရတဲ့နီးလန်းနေနဲ့တွေ့ရမြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင် ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံဆင်းရဲတဲ့အတိုင်းတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်က depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်အေချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချင်လွတ်တတ်တယ် အဲ့လိုမဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလည်းထာဝရမဟုတ်ဘူးတခဏမြသာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှု မရှိအောင်ကြံ့ခိုင်အောင်ကြိုးစားရမယ်ဒါကိုပြောတာကောင်းဆိုးလောကရန်ကြံ့ကြံ့ခံဘဝကိုလှလှပပဒီဆောက်ချင်ရင်ဟောဒီလောကရန်ခန္ဓာရဲ့ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကရန်ခံနိုင်အောင်ကြိုးစားရမယ် ်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရာဆိုတာရှိတာကြည့်ပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှိတဲပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့တဘာဝလို့ပြောတာเนาะကဲရတဲ့ချိမွန်းနေဆိုတာချိမွန်းနေလူကချိမွန်းနေကဲရတဲ့လူကကဲရတယ်အလုံးသိကြလိမ့်မယ်လေတခါတော့က အမေရိကန်သမတအရင်သမတဤရသွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏနဲ့ထုတယ်မို့လားဘာပဲဖြစ်ဖြစ်တခုခုအစော်စားဆိုတာနိုင်ငံကောင်းဆောင်သမတဖြစ်နေစော်ကားခံရတာမျိုးရှိတာစိတ်ဓာတ်ရေးရမတုံလို့ဘုရားတိတ်ရေးကြည့်တယ်ပေါ့ကိုယ်လဲကိုယ်အတိုင်းတာသူလဲသူ့အတိုင်းတာ လောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကြည်စိတ်ဓာတ်ကြန့်ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြန့်ခိုင်တယ်ဆိုတာသူကသူ ကြန့်ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြန့်ခိုင်အောင်ဘာတွေလုပ်ကြလူတွေလမ်းလျှောက်ကြတယ်ကျမရဲ့လေ့ကျင့်ကြတယ်ဟုတ်တယ်ကျမရေးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမငေါနိုင်မပန်းနဲ့အားကစားလေ့ကျင့်မှုတွေ သို့သောလောကလူသားတွေမေ့နေတာလှုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise ပဲစိတ်ကိုကြံ့ခိုင်အောင်ကြိုးစားမှုကြတော့အားပြော့နေကြအဲ့လိုအားပြော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရန်နဲ့ကြုံလိုက်လို့ရှိရင်ရင်ထွက်သွားတယ်စိတ်ထကြံ့ခိုင်မှုအတွက်ကလည်း physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့ အဲ့ဒါတရားကျင့်တယ်ဆိုအဲ့ဒါပြောနော်တရားကျင့်တယ်ဆိုအဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်ဒူရီယာလမ်းထွက်ရှောင်းရတယ်ကျမကြီးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ကြံ့ခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ကြံ့ခိုင်အောင်ဘာလို့ောက်တရားထိုင်တယ်တို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်စိတ်တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်ဆိုပါစို့ လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တုံးနဲ့တူခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှင်တွေးလေအေးလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့အဲ့ဒါမျိုးကိုစဉ်းစားရမှာအစဉ်းစားခြင်းမဟုတ်ပေါ့စိတ်ဓာတ်ကြန့်ခိုင်အောင်အဲ့ဒါတွေကနေခြင်းပေးရဆိုပါစို့နုပြိုးနေတဲ့အရွယ်ရှိတဲ့ပုံကိုယ်တွေက စဉ်းစားရမှာပါဇရာတမောမိဇရံအနတိတောငါမှအိုခြင်းသဘောရှိတယ်အိုတဲ့သဘာဝငါမှရှိနေတယ်အိုခြင်းတရားကိုငါမလွန်မြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ကြကြန့်ခိုင်အောင်လေ့ကျင့်မှုတစ်ခုပဲတချို့အဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူးစိတ်ပြည့်စရာတွေးတာမဟုတ်ဘူးတဘာဝအမှန်ကိုသိအောင်ကြိုးစား စိတ်ဓာတ်ဆိုတာသဘာဝအမှန်ကိုသိမှဒီထန့်တယ်ရင့်ကျက်တာဗျာဒိဓမ္မောမိဗျာဒေနာတိတော်အေငါခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်လေတွေးပါဆင်ញင်စဉ်းစားဖေးပါလေ့ကျင့်ဖေးပါစိတ်ကိုဒါနဲ့လေ့ကျင့်အာယုန်နဲ့စိတ်ကိုလေ့ကျင့်ကောင်းတဲ့အာယုန်နဲ့စိတ်ကိုလေ့ကျင့်နှခေါ် မရဏဓမ္မောမိမရဏနာတိတောလူတိုင်းလူတိုင်းဟာတေခြင်းသဘောရှိတယ်ငါလည်းပဲတေခြင်းသဘောရှိတယ်တေခြင်းတရားကိုငါမလုံမြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်ဒီယောဘနာအတွေ့အတာတွေယောဘနာလူတွေကထင်တယ်အတွေ့အတာယောဘသွားလို့ရှိရင်တူးနဲ့တူး꿰သွားလိမ့်မယ်လို့ထင်တယ်မဟုတ်ဘူးတန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူး တဦးနဲ့တဦးမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာတန်ရောစင်ကမခိုင်ဘူးတန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုန်းနဲ့တန်ရောစင်ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်တန်ရောစင်မရှိတော့တဏရဲ့သဘောကကိုကောင်းစားဖို့ပဲကြည့်တယ်ဆိုပါစို့သားသမီးတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ် သာသမီချစ်တာလားကိုကိုကိုချစ်တာလားတေချာဆန်းစစ်ကြည့်အများကတော့ဖြေလိမ့်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီသာသမီကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသာသမီလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာတယ်အာကိုနေတယ်ယုံကြည်နေတယ်ငါတက်ကြည့်ငါသားလေးကငါဆောင်းရှောက်မှာပဲငါသမီးကငါဆောင်းရှောက်မှာပဲဟော အာကုန်မှုတွေတွေ့တာမှုတွေအဲ့ဒီလိုမျောလင့်ချက်ကလေးတွေနဲ့ခင်အဲ့ဒီသာသမီးကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေဘာလုပ်ကြတော့အင်္ဂါနေနှင်ချပြီးအမွေပြတ်ကြော်ညာရတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသာသမီးကိုချစ်တယ်ဆိုတာဘာကိုချစ်တာတော့လို့မေးလို့ရှိရင်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှိရင်အဲ့သာသမီးချစ်တော့ အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တယ်ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တာပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီးဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာရှင်းကြ။ဘာဖြစ်လို့ပြောကြတဲ့အခါမှာ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ဆိုလိုတာက သူ့စီကကိုပျော်ရွှင်မှုမရဘူးကိုယ့်စီကသူပျော်ရွှင်မှုမရဘူးကိုယ့်ရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲမှားတကယ်အနိတ္တရာကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္တိကိုကိုကိုချစ်တာလောက်တခြားကိုကိုကိုအချင်းနဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့ဒီလိုပြောတာဒါကတကယ်ကိုအစစ်အမှန်ဟော အေးဒါကြောင့်မလို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချစ်မေတ္တာချစ်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ဘေးဆက်ချစ်မေတ္တာချစ်သူများအတွက်ဘေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ် ဘာဖြစ်လို့တော့ဆိုစဉ်းစားရတဲ့သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူး။ကိုယ့်တစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင် သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူး။အဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟော မကွဲမကွာဖြစ်တာပေါ့။ကိုလူကလည်းငါ့အတွက်စဉ်းစားတယ်ဟိုလူကလည်းငါ့အတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ်လိုဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ချိန်တတ်တယ်ကိုယ့်အတွက်မဖြစ်တာနဲ့တပြိုင်တည်းခွဲကြရော အဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကဖူလောင်နေတဏှာရဲ့နောက်ွယ်မှာဘာတွေလာတော့ဆိုတော့တောကဆိုတာရောက်လာဆိုရင်ဓာတ်တွေပူဆွေးဓာတ်တွေဒါတွေဖြစ်လာမေတ္တာရဲ့နောက်ွယ်မှာဓာတ်တွေလုံးဝမရှိဘူးအေးချမ်းနဲ့တည်ငြိမ်နဲ့ဆိုတာတွေဖြစ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအောင်အဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ် စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားအေးလောကရန်နဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရစိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်တယ်ဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်တမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်မှုပါ ယောနိသောမနတိကာရလို့ခေါ်တယ်။မမှန်ကန်ကန်စဉ်းစားတယ်ဆိုတာဘာတုံးဆိုရင်အဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်။အကုသိုလ်ဖြစ်အောင် မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်တယ်။ကောင်းဘက်ကတွေးတယ်။အရာရာမှအကုန်လုံးအကောင်းဘက်ကတွေးရမှလားလို့ဆိုတာဒီလိုတော့မဟုတ်ပါဘူး။မှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရအဆိုးဘက်ကကြည့်လို့ရှိရင် အစိုးဆိုတာအပြစ်ကိုကြည်ကြည်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုကဒေါသဖြစ်တယ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်ဟေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်တက်စော်ကားတာပဲဆိုတော့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာ အဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေးသူဆဲတာသူဆိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးသူဆိုးသူခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ဘုံကဒေါသမထွက်ပြန်ဘူးအတွေးလေးဟာဒီနားလေးထဲမှာကပ်ပြီခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေက ိုကိုကိုကြတော့ခွင်လွတ်တယ်သူများကြတော့ခွင်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲလို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာတီတူကနမောနမဲနေလို့ဖြစ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအော်မတော်တဆဖြစ်ရှာတာပဲ နော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေကိုယ့်ကိုလေ့ကျင့်ပေးရမှာအောင်ပြောသူများပေါ်မှာအပြစ်နဲ့မြင်နေသေးတဲ့များကာလပတ်လို့မေတ္တာဆိုတာတက်ဝင်နိုင်မှုမဖြစ်ဘူးတဲ့ဘယ်အရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာတော့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ် မြေထမောင်းတဲ့မြေထမောင်းသမားတယောက် engine driver မြေထ driver တယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကယူရပြောတယ်အဆိုးဘက်ကဘယ်တော့မှချစ်ဘူးကောင်းဘက်ကယူရပြောလို့ရှိတယ်တနေ့ကျတော့ဘာဖြစ်တုံးဆိုမတော်တဆသူ accident ဖြစ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ခြေတော်တစ်ဖက်ဟာမြေထချိန်ပြီးတော့ အမြဲတမ်းအခြေအနေဆိုတော့ခြေတော်တစ်ဖက်ဖြတ်ရမယ်ဂိမ်းရောက်တော့အဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မေးရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားဗောအကောင်းမြင်နိုင်အောင်မလားမင်းမင်းကိုယ်တိုင်ခြေတော်တစ်ဖက်ဖြတ်ရတော့မင်းမင်းဘယ်လိုလုပ်အကောင်းမြင်မလို့ဆိုအဲ့ဒီလူကပြုံးပြီးတော့ဘာပြောတော့ဆိုလို့ရှိရင် တငယ်ချင်းတို့တဲ့ငါဒီကလေးအစာပြီးတော့ခြိတော့ခြိဒီဖနက်ဟာတစ်ဖက်ဖိုးတက်တာသွားပြီငါဖနက်ဟာတိတ်နှရန်နှစ်ခုမဝယ်ရတော့တစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတယ်နော်ဖနက်တရန်တရန်ထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါတက်တာသွားလို့ပြောတယ်ခြိတော့ဖြတ်ရလို့ဖြတ်ရနေချင်းဆိုတဲ့အတွေးကိုမတွေးဘူး ေးဖနက်တစ်ဖက်ဖိုးတက်တာသွားဘူးအကောင်းဘက်ကမြင်တာအတချို့နေရာမှာ white set attention ဆိုတာအဲ့ဒါမျိုးကိုပြောတယ်တစုံတစ်ခုဖြစ်လာလို့ရှင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်အောင်ဒါပြောနော်လှုပ်တဲ့လှုပ်ထိုက်စိတ်ပူပန်တာနဲ့လှုပ်တဲ့လှုပ်ထိုက်တာဆိုတာနဲ့တခြားစီ တချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှိရင် စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုရှင်းချပြီးတော့ဘာလို့အသင့်လဲဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟုတ်လားစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ပြရမယ်ပြော